ခံစားမှုကလေဒီဗီလာဝန်တော်ရောက်သွားတဲ့ခါကျတော့ခံစားမှုတွေအရန်ကောင်းပဲအရန်ပြည့်စုံနေတော့လေတကယ်ကိုဘလို့ညွှန်းရမလဲမသိဘလို့ကျွန်တော်မိတ်ဆွေတွေဘလို့ပြောပြရမလဲကိုမသိတော့ပဝင်းချင်းဆိုရလေဖန်တီးစရာမလိုပဲနဲ့မေတ္တာလက်အဆောင်အနေနဲ့ရတယ်လို့ကိုတတ်မှတ်လို့ရနိုင်တဲ့ environment တစ်ခုကိုကျွန်တော်ဒီအိမ်ကြီးမှာပိုင်ဆိုင်ထားတာဖြစ်ပါတယ်ခင်ဗျအရန်ကိုလှပတဲ့ရေခုကအကြီးလဲပါတယ်ပြီးတဲ့ခါကျတော့ပိုင်ဆိုင်မှုအားကောင်းတဲ့မြေမျိုးစားလည်းဖြစ်တယ်ပဝင်းချင်းမှာကျွန်တော်ဒီလိုမြေမျိုးနဲ့လိုက်ဖက်တဲ့ အာခီကောင်းကောင်းနဲ့ရေးဆွဲတိဆောက်ထားတဲ့ဒီလိုအိမ်လှလှလေးတွေကလည်းအများကြီးစီစီရှိနေတယ်ပြီးတော့တောင်ပေါ်ဒေတာရဲ့ vibe တခုဖြစ်ပြီးတော့မှတကယ်အင်းများတဲ့အရာတော်ကိုခံစားခြင်းနဲ့ကျွန်တော်မိတ်ဆွေတွေပြီးတော့အိတ်ခမ်းများများပါပြီးတော့မှအဲ့ဒီအိတ်ခမ်းထဲမှာကျွန်တော်တို့အဲ့ဒီအိတ်ခမ်းကနေပြီးတော့မှအခန်းနဲ့အခန်းတိုင်းမှာမြင်တွေ့ရတဲ့အလားအပါတွေကိုခံစားခြင်းနဲ့ကျွန်တော်မိတ်ဆွေအတွက်ဆိုရင်ကျွန်တော်ကဒီဗီလာဝင်းလေးတွေကိုကျွန်တော်ညွှန်ပြခြင်းတာဖြစ်ပါတယ်ခင်ဗျာ ိမ်ထဲမှာဖွဲ့စည်းမှုအားကောင်းကောင်းနဲ့ကျွန်တော်ဒါကျွန်းနေနဲ့အလားဆင်ထားတယ်အိတ်ခဲများများပါတယ်ပြီးတော့ကျွန်တော်ဒါပိုင်ဆိုင်မှုအားကောင်းနဲ့မြေပေါ်မှာလည်းကျွန်တော်ဒါတိစောက်ထားတာဖြစ်ပါတယ်ခင်ဗျခြံရဲ့ကျဲကကျွန်တော်ခဏထောင် square feet ဖြစ်တယ်ပေနဲ့ဆိုရင်မျက်နှာစာ80ဒီဘက်ဘေးက100ဝန်းကျင်များအောင်ရှိတယ်အလှည့်ကတော့အနောက်မြောက်အလှည့်ဖြစ်ပါတယ်ခင်ဗျပြီးတဲ့ခါကျတော့ခေါ်ထားတဲ့ဈေးနှုန်းက3350ကိုကျွန်တော်ညီနိုင်ပြီးတော့မှရောင်းချပြီးမှဖြစ်ပါတယ်ကျွန်တော်ကတော့ပြုံးနေမြို့မှာရှိတဲ့ခိုင်မာသေးချာမှန်ကန်တဲ့မြေလေးတွေနဲ့အိမ်လေးတွေကိုပဲအဓိကရွေးချယ်ရောင်းချပေးနေတဲ့ဒေါက်တာစမုတ်ဖြစ်ပါတယ်မင်္ဂလာပါ ီနေ့ကျွန်တော်ကပြုံးနေမျိုးရဲ့အလားဆုံးလို့ခေါ်တဲ့ Mount Paradise Villa ဝင်းတော့ကျွန်တော်ရောက်ရှိနေပါတယ်ခင်ဗျ။ကဲဒီ Villa ဝင်းထဲမှာကျွန်တော်ဒါရောင်းထွက်တဲ့အိမ်လေး၃လုံးနဲ့ကျွန်တော်မိတ်ဆက်ပြီးမှဖြစ်ပါတယ်။ဒီ Villa ဝင်းရဲ့ဒီနေရာကဒါကျွန်တော်ပြုံးနေမျိုးရက်ွက်ကြီး၁ရင်းငယ်မှာရှိပါတယ်ခင်ဗျ။ပြုံးနေမျိုးရဲ့အလားတွေနဲ့ဖန်တီးတိဆောက်ထားတဲ့စုပေါင်းထားတဲ့ Villa ဝင်းတစ်ခုလို့လဲဆိုရင်လဲကျွန်တော်ဒါမမအောင်ပေါ့ဗျာ။အဲ့တော့ဒီထဲမှာကျွန်တော်က ဒီအိမ်လေးကိုပထမဆုံးအနေနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ဒီမှာချမ်းရလဲအကျယ်ကြီး9000 square feet ဝန်းကျင်ရှိတဲ့ခြံပေါ်မှာတိဆောက်ထားတဲ့ landscaping လှလှလေးနဲ့ကျွန်တော်တို့ကမေမျိုး vibe ကိုအပြည့်အဝပေးစွမ်းနိုင်တဲ့ကျွန်တော်တို့ကအိမ်လေးတစ်လုံးဖြစ်တယ်ပြီးတော့ဒီမှာဂါစီဘိုလှလှလေးလည်းဒီနေရာမှာကျွန်တော်ဖန်တီးတိဆောက်ပေးထားတဲ့တည်တည်ကြကြလေးပြီးတော့ဒီလိုရှောက်လန်းလေးနဲ့အိမ်ထဲကိုလည်းအိမ်ထဲကိုလည်းကျွန်တော်တို့ကဝင်လို့ရတဲ့အပြင်ကို မင်းမြမောင်ရဲ့ပောက်ရောက်နေတဲ့တစ်ပင်ပန်းမှန်ကြီးကြလေလေအကြီးဗီလာဝင်းကြီးတချံလုံးတစ်ခုလုံးကိုကျောင်းဒါအလားစင်တာတွေ့မြင်ရမယ် landscape ဘယ်လောက်လာလဲဆိုရင်မကြည့်ရမျက်ခင်းပြင်လေးနဲ့တစ်ပင်ပန်းမှန်လေးနဲ့ပြီးရခါကျတော့ဒီညမှာဆိုရင်ဒါကျောင်းဒါရေပန်းလှလှလေးလေးပြုလို့လို့ရနိုင်တဲ့နေရာတခုရှိတယ်ပြီးတော့မထင်းရှုပရိသာပင်လေးတွေရောဂါစီဘိုလေးတွေရောပြီးတော့ဒီလိုလေးရှောင်းလန်းလေးတွေနဲ့လှလှပပအလားစင်ထားတဲ့အပြင်ကိုကျွန်တော်ဒါအိမ်ထဲကိုလဲတို့လေးတက်ကြည့်လို့ရနိုင်တဲ့အနေဒါတခုဖြစ်ပါတယ် မိုက်တယ်ကားပါကင်ဆိုရင်ကျွန်တော်ဒါအကျယ်ကြီးဒီလိုလေးအမိုးအကာလေးနဲ့ကျွန်တော်ပြုတ်လုပ်ထားတာဆိုရင်ကားနှစ်စီးရှင်းနာလို့ရနိုင်တဲ့နေတာတစ်ခုဖြစ်တယ်ပြီးတော့ဒီဘက်ဘေးမှာလည်းနောက်တော့ကားနှစ်စီးရက်လို့ရနိုင်တဲ့အပြင်ကိုရှောက်လန်းဘေးမှာလည်းကျွန်တော်ဒါကားရဲ့အများကြီးရှင်းနာလို့ရနိုင်တယ်ပြီးတော့နောက်တစ်ခုကဒီအိမ်ရဲ့ဒါနောက်ထပ် basement မှာလည်းကျွန်တော်ဒါဝန်ထမ်းလေးတွေနေဖို့အတွက်လည်း အခန်းတစ်ခန်းရေချိုးကအိမ်သာပါတဲ့ master bedroom ကိုလည်းဒီဘက်မှာကျွန်တော်ထားပြထားတာဖြစ်တယ်ပြီးတော့မြေပြင်လေးတွေကိုကျွန်တော်ဒါဆော့ကစားထားတဲ့ဒီလို legit လေးတွေနဲ့မိမိရဲ့အိမ်ထဲကိုလည်းဝင်ကြည့်လို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်တယ်တကယ်ကိုအရန်ကောင်းမွန်တဲ့ကျွန်တော်ဒါ villa wing တစ်ခုမှတည်ရှိတဲ့ကျွန်တော်ဒါအိမ်ကောင်းကောင်းတစ်လုံးကိုကျွန်တော်ဒါပိုင်ဆိုင်ရမယ့်အနေအထားတစ်ခုဖြစ်ပါတယ်ခင်ဗျ အိမ်လုံးကိုကျွန်တော်တို့ကကျွန်းနေတဲ့အလှဆင်ထားပြီးတော့မှ quality ကောင်းတဲ့ပစ္စည်းတွေကိုတုံးထားရလဲကျွန်တော်မိတ်ဆွေတို့တွေ့မြင်မှာဖြစ်ပါတယ်ဒီမှာစေးသားတွေအားလုံးက premium grade အရန်ကောင်းတဲ့အနေအထားတစ်ခုကိုကျွန်တော်တို့ကဖန်တီးတိဆောက်ပေးထားရတယ်ပြီးတော့အရန်ကောင်းတဲ့အသာချက်က archi တအားကောင်းတယ်ပြီးတော့ lighting အားနဲ့ကျွန်တော်တို့ကတဘာဝရဲ့ vibe ကိုအပြည့်အဝရရှိအောင်ဒီလိုမှန်အကြီးကြီးတွေနဲ့ကျွန်တော်တို့အလားစင်လာပြီးတော့မှပတ်ဝန်းကျင်ကိုရှုမြော်လို့ရနိုင်တဲ့အနေအထားတစ်ခုဖြစ်အောင်တည်ဆောက်ပေးထားတာလေလေတကယ်ကိုကျွန်တော် appreciate လုပ်တယ် ဲ့ကန်းဆိုရင်ဒါကျွန်တော်တို့အကျယ်ကြီးပြီးတော့လေကားနဲ့လည်းအပေါ်တက်သွားလို့ရတယ်ကျွန်တော်ရဲ့ညာဘက်ချမ်းမှာဆိုရင်ဒါကျွန်တော်ဒီဘက်မှာဆိုရင်မာဇာဘရော့တခန်းတခန်းရှိတယ်ဒီဘက်မှာလည်းကျွန်တော်တို့ဒါမာဇာဘရော့တခန်းရှိတယ်ဒီဘက်ကိုတက်ကြည့်ဒီခန်းကလည်းကျွန်တော်တို့ဒါအလင်းရောက်အားကောင်းကောင်းရတယ်လေဝင်လေထွက်အားကောင်းကောင်းရတယ်ပြီးရခါကျတော့တဘာဝအလှနဲ့ကျွန်တော်တို့ဒါ environment view ကိုလည်းမိမိရဲ့အိမ်ခန်းတွေပြောမှာကောင်းစွာမြင်တွေ့လို့ရနိုင်တယ်ပြီးတော့ညနေကြအမီပဲစီလင်အလားတွေကလည်းတော်တော်ကိုလာတယ်ပြီးတော့ကြည်ရှင်း ကြည်လင်တန်ရှင်းတဲ့ vibe အောင်လဲကျွန်တော်ဒီလိုလေး color လေးတွေတုံးထားတာလဲတော်တော်ကိုပြည့်စုံတယ်ခြေချုပ်ကိုင်တာလဲဒီမှာကျွန်တော်အကျေကြီးရဲ့ကျွပြားတွေခင်းထားတယ်ကျွပြားတွေလည်းအမြင့်ကြီးကိုရောက်တာအချက်အကြီးတွေနဲ့တေချာတက်ဆက်ပေးထားတယ်ကာလာတွေကဆာလုံးဝ gray color လေးနဲ့ match ဖြစ်နေတာကိုကျွန်တော်တွေ့မြင်မှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီခါတော့ကျွန်တော်ဝင်ပြပြတာပါဘေဘုတ်ကန်နဲ့တက်ကြည့် ဒိုင်းနီယံကစ်ချင် area ကိုလည်းကျွန်တော်ဒါဒီလိုလေးကျွမ်းမကင်းနေရကြတော့ဒါထမင်းစားလို့ရနိုင်တဲ့ဇပွဲတွေထားလို့ရနိုင်တဲ့ dining area လေးနဲ့ကျွန်တော်ဒါတတ်မှတ်ပေးထားတာလို့ကျွန်တော်ခန်းစားမိတယ်ပြီးတော့ချက်ပြုတ်ဖို့ကြတော့ဒီလိုလေးอืมကြွေပြားတွေဖြစ်သွားတယ်ပြီးတော့အင်ရှင်မတွေအကြဘေးစင်နှစ်ခုနဲ့ကျွန်တော်တို့ဒါပစ္စည်းပစ္စည်းတွေစေချောတန့်စင်ဖို့အတွက်လည်းကျွန်တော်တို့ပြုလုပ်ပေးထားတယ်တည်တည်ချာချာလေးပရင်ပေါက်နဲ့လင်းအောင်အားနဲ့ပြီးတော့ ကုန်ကိုကျွန်တော်ဒါပြည့်စုံကောင်းမွန်တဲ့အနေအထားတစ်ခုဖြစ်တယ်။ကက်ဘိနက်လေးတွေကလည်းကျွန်တော်ဒီလိုလေးထပ်သွင်းပြထားတာတွေ့မြင်ရတယ်။အများဆုံးရေရှုပ်ကအင်တာကလည်းကျွန်တော်ဒီဘက်မှာတတိချီချာတတကကတတရှိရလေးကိုကျွန်တော်ဒါဖန်တီးတိဆောက်ပြထားတယ်။အာကီတိုတော့ကောင်းတယ်။ပြီးတော့ကျွန်တော်ဒါစကမနီတော့အပြင်းအနေနဲ့ထွက်ပြီးတော့မှ channel ကိုလည်းဆင်းပြီးတော့ကျွန်တော်ဒါလမ်းလျှောက်လို့ရနိုင်တယ်။ လေကားတွေဆိုရင်ကျွန်တော်ကျွန်းအဆက်တွေနဲ့ပတ်လုံးကြီးနဲ့အလားစင်တာတကယ်ကိုကျွန်တော်အကြဒီမှာလက်ကခွင်းနေဆိုရင်လေဒီကောက luxury ဆန်တဲ့ vibe ကိုလည်းအပြည့်အဝရရှိတဲ့အပြင်ကိုကျွန်တော်အခီလေးပေါင်းထားတဲ့ feeling ကိုလည်းကျွန်တော်ရရှိရဲပြီးတော့ကျွန်တော်လက်ကခွင်းရတက်တဲ့ချက်မှာလည်းကျွန်တော်ရဲ့ဘဲဘဲချက်နဲ့ညာဘဲချက်မှာအိတ်ခန်းကျကျနှခန်းရှိပါတယ်ခဗျဒီခန်းကိုအရင်ဝင်ကြည့်ဒီခိုင်းဆိုရင်အကျယ်ကြီးပဲမိမဆာဘရွန်တစ်ခုလို့တော့ကျွန်တော်တို့ဒါဆိုလို့ရနိုင်တဲ့အနေဒါကူဖြစ်တယ်ပြီးတော့ ဒီအိမ်ရဲ့ဖွဲ့စည်းမှုအားသာချက်ကလည်းကျွန်တော်ဒါအိမ်ခန်းနဲ့အိမ်ခန်းတိုင်းမှာမတူညီတဲ့ view အလားတူကျွန်တော်မြင်ရတယ်ဒီခဲဆိုရင်ကျွန်တော်ဒါဟုတ်ပုံမှာမြင်တွေ့နေရတယ်မဟာအနုကန္နာဖရာကြီးကိုကောင်းစွာဖူးမြော်လို့ရနိုင်တဲ့အိမ်ခန်းကျစ်ကျဲတခန်းဖြစ်တယ်ကြွေပဲမျက်နှာချက်အလားလေလေတကယ်ကို modernize ဖြစ်တယ်မိလုံးလေးတွေအားစရန်ကိုနှွေးထွေးသွားတယ်ပြီးတော့ရေချိုးကအင်နာဆိုရင်လည်းကျွန်တော်အကျေကြီးပဲရေဦးရေကြီးလည်းအကုန်တက်ဆင်ပေးထားတယ်ဒီကကိုရှင်းတန်းနေတာပဲကဲအဲ့ဆိုရင်နောက်ထပ်အိမ်ခန်းတစ်ခန်းဒီဘက် ဒီခန်းလေးကိုလည်းသဘောကျတယ်အာတဘာဘာပေါ်ဝင်နေလောက်လဲကျွန်တော်ဒါခံစားလို့ရနိုင်တဲ့နေတာနေသားတစ်ခုဖြစ်တယ်ကျင်းနေလိုက်တာတကယ်ကိုလေအိမ်မထက်အိမ်လေးတလုံးလုံးတော့ကျွန်တော်ခံစားမိတယ်ဒီမှာအမှန်အကြီးနဲ့မမြအိမ်ခန်းနေပြီးတော့မှပေါ်ဝင်ချက်အလားတောင်းတောင်းနဲ့အလားတွေခံစားလို့ရနိုင်တယ်ဒီနေရာလေးကဒါကျွန်တော်တို့ဖျားကန်း area ဖြစ်တယ်ဖျားကန်း area ဆိုတဲ့အတိုင်းကျွန်တော်တို့ဒါမဟာအဓုကန္တာဖျားကြီးကို မိမိရဲ့ဖျားကန်းကနေပြီးတော့မှကျွန်တော်တို့ဒါဖူးမြော်လို့ရနိုင်တဲ့နေ့စဉ်အချိန်တိုင်းအခွင့်အရေးကိုလည်းကျွန်တော်တို့ဒါဖန်တီးပေးထားတာဖြစ်ပါတယ်ရန်ကိုတပတ်ကြည့်ကြည့်စရာကောင်းတယ်ပြီးတော့ဝရဏာလေးလည်းဒီလိုလေးပါသေးတယ်ဒီဝရဏာလေးဆိုရင်ဒါအိမ်လေးရဲ့ဒါပတ်ပတ်လေဟွန်းအလားစင်တာတယ်ဟုတ်မှာမြင်တွေ့နေရတဲ့ပြုံးလေးမျိုးရောက်ကကြီး27မိုးချိုးရဲ့တောင်ကုန်းတောင်နဲ့အလားတွေကိုလည်းခန်းစားလို့ရနိုင်တယ်ပြီးတော့ဒီအိမ်ယာဝင်ထဲမှာရှိတဲ့အိမ်ယာအလားတွေကိုလည်းကျွန်တော်တို့ဒါလုံးဝခန်းစားလို့ရနိုင်တဲ့ vibe ကိုလည်းကျွန်တော်ပေးဆွနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒါပြုံးလေးမျိုးရဲ့ကျွန်တော်တို့ဒါအထင်ကြီးရ ဘုရားတစုဖြစ်တဲ့မဟာအလူကန္တာဘုရားယူလဲမိမိရဲ့ကိုယ်ပိုင်အိမ်ဝရဏအိခန်းနဲ့အိခန်းလေးကနေပြီးတော့မှဖူးမြော်ကြီးညိုလို့ရနိုင်တဲ့အခွင့်အရေးကိုလည်းကျွန်တော်ဖန်တီးပေးထားတဲ့အိမ်လာလာလေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာတင်လိုက်တာ တကယ်ကိုပြည်စုံကောင်းမွန်တဲ့ကျွန်တော်ဒါပေးရတဲ့ဈေးထက်ကိုတန်တဲ့အိမ်တစ်လုံးဖြစ်တယ်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီလိုအရန်လှပတဲ့အိမ်တစ်လုံးကိုပိုင်ဆိုင်ကျင်နေဆိုရင်တော့လက်မနေစေဖို့အတွက်ကျွန်တော်ကတော့တိုက်တွန်းလိုက်ပါစီဘလောက်ကောင်းလဲဆိုရင်ကျွန်တော်လေကောင်းစာကြည့် ကျွန်တော်ဘာမှမပြောတော့လေကားဆိုရင်ကျွန်တော်ဒါပြ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 နဲ့တကယ်ကိုအကြီးကြီးနဲ့ကျွန်းအစစ်တွေနဲ့ပလုံးကြီးနဲ့တိတိကျကျကိုကျွန်တော်ဒါအလားစင်ထားတာကိုကဒါဒီအရင်အသက်လောက်အောင်ကျွန်တော်ပြောလို့ရတယ်လေကခွင်းအောက်မှာကက်ဘိနက်လေးနဲ့ကျွန်တော်ဖနက်တွေပါရထားဖို့အတွက်လည်းတိတိကျကျကိုတက်ကက်ကလေးကျွန်တော်ဖန်တီးပေးထားဖြစ်ပါတယ်ပြီးတော့အဲကန်းအကျယ်ဟမ်လိုက်ကားကြီးတို့အကြီးချတာကွာတကယ်ကိုလုံးဝ luxury vibe အဲ့တော့ကျွန်တော်ဒါမေမျိုးမှာကျွန်တော်ဒါမေမျိုး vibe ကိုမှဒီလိုလေး အစင်တမ်းမြင့်နေခြင်းနဲ့မိတ်ဆွေတို့ဆိုရင်ကျွန်တော်ဒီအင်းလိုတော့ကောင်းမှာမပြီးလေကျွန်တော်ကတော့ဒေါက်တာဆုမှုဖြစ်ပါတယ်ခင်ဗျ